aerobic respiration တရားလေးရလဲတချေတော့ဟိုမှာ chapter 1မှာကလေးကတိခဲ့ပြီးတာဟုတ်တယ်နော် aerobic နဲ့ anaerobic အဲ့တော့ aerobic respiration ဆိုတာဘာလဲဆိုတော့ခါကြတော့ဒီရဲ့ glucose နော်ဒီ glucose တိကိုဖြိုခွဲလိုက်တာအဲ့တော့ခဏတုန်းကလည်းပုံလေးမှာဥဆုံးတင်တုန်းကလည်းပုံလေးမှာပြောခဲ့တယ် glucose တိကိုဖြိုခွဲတာကို glycolysis လို့ခေါ်တယ်အဲ့တော့ glucose တိကိုဖြိုခွဲလိုက်ရင်ဘာတွေထွက်မှာလဲအဲ့တော့ဘာတွေထွက်မှာလဲဆိုတော့ခါကြတော့ release energy အဲ့တော့ energy ရမှာသူရဲ့ equation လေးအဲ့တော့ glucose ဒီရဲ့ glucose ကိုဒီ enzyme နေတုံးပြီးတော့မှ glycolysis ဖြိုခွဲလိုက်တဲ့အချိန်မှာထွက်လာတာဟာကြတော့ water ရဲ့ counter size ရဲ့ energy ကြီးထွက်လာမယ်။အဲတော့ the balance chemical equation of the aerobic respiration is follows ဆိုတော့ဒီ equation လေးကိုပြောထားတာ။အဲတော့ဒီရဲ့ glucose ကနေပြီးတော့မှဖြိုခွဲပြီးတော့မှ energy နဲ့ဘာတွေထွက်မလဲဆိုတော့ဒီမှာတော့ energy က36 to 38 ATP လို့ရေးထားတယ်။ဟုတ်ကဲ့နော်ပုံလေးမှာတော့30 to 32ပဲရေးထားတာနော်။ ှင်အဲ့တော့ဒီ aerobic respiration မှာ aerobic respiration ကနေပြီးတော့မှ energy တွေထုတ်တယ်အဲ့တော့ energy တွေအများဆုံးထုတ်တဲ့နေရာဘယ်နေရာလဲဆိုတော့အခါကျတော့ mitochondria mitochondria ကတော့ဒီခန္ဓာကိုယ်အတွက် energy အများဆုံးထုတ်တဲ့နေရာပြီးတော့ဒီ cells လေးတွေက require လိုအပ်တဲ့ a lot of energy energy တွေအများကြီးလိုအပ်တဲ့ဒီ cell လေးတွေမှာဆိုရင်ဘာတွေရှိမှလဲဆိုတော့ mitochondria တွေအများကြီးရှိမှာအဲ့တော့ဒီ cell လေးကတခုခုလှုပ်ဆောင်မှုအတွက်သူတို့က energy တွေအများကြီးလိုအပ်တယ်အများ ားကြီးလိုအပ်တယ်ဆိုတော့သူ့ကို support လုပ်ဖို့ energy တွေအများကြီးရှိရမယ် energy တွေအများကြီးရှိဖို့အတွက်သူ့မှာဘာတွေအများကြီးရှိရမှာလဲဆိုတော့ခါကြတော့ mitochondria တွေအများကြီးရှိရမယ် mitochondria တွေအများကြီးရှိမှ energy အများကြီးထုတ်နိုင်မှာဟုတ်တယ်နော် energy တွေအများကြီးထုတ်နိုင်မှာအဲ့ဒီ energy တွေကိုဒီရဲ့ cells လေးတွေကသုံးနိုင်မှာအဲ့တော့ဒါလေးကဒီအကောင်လေးဒါဥပမာဆိုရင်ဒီ insect fly mouse ဒီ insect လေးဒါလေးဆိုပစင်းလေးနဲ့ဒီ insect ရှင်ကောင်လေးတွေဒီကောင်လေးတွေကပြန်တာဟုတ်တယ်နော်အဲ့မှာ โอเคပြန်တော့သူကတောင်ပန်လေးတွေကိုခက်ရတယ်ဟုတ်တယ်နော်တောင်ပန်လေးတွေခက်ရရင်ဆိုတော့အဲ့ဒီတောင်ပန်ခက်ဖို့အတွက် energy လိုတယ် energy လိုတော့ခါကြတော့ဒီတောင်လေးတွေမှာ energy ဘယ်လိုထုတ်လဲတော့ဒီရဲ့ insect fly muscles ဒီမှာဆိုရင် numerous mitochondria နဲ့ mitochondria တွေအများကြီးပါတယ်အဲ့ဒီ mitochondria တွေကသူ့ရဲ့ muscle fibers လေးတွေထဲမှာရှိမှာအဲ့တော့ muscle fiber လေးတွေဆိုတာဘာလဲဆိုတာတိခဲ့ပြီလားမမိဒီလား muscle fiber လေးတွေဆိုတာကြွတန်းအမြင်အွန်းကြွတန်းအမြင်လေးတွေဆိုတာ ဘလိုဆဲလေးနေတယ်။ဟောတော့ long and thin cell line လို့ပြောခဲ့တဲ့ဒီ massive fiber လေးတွေอ่ะအဲ့တော့အဲ့ဒီ massive fiber လေးတွေထဲမှာဘာတွေအများကြီးရှိနေမှာလဲဆို mitochondria တွေအများကြီးရှိနေမှာ။ mitochondria တွေအများကြီးရှိရင်ဘာတွေအများကြီးရမလဲ။ energy တွေများတယ်အများကြီး အင်း energy တွေအများကြီးရမယ်အဲ့ဒီ energy တွေအများကြီးရမှသူတို့ကအဲ့ဒီ energy တွေကိုသုံးပြီးတော့မှတောင်ပန်လေးတွေလုပ်ပြီးတော့မှပြန်နိုင်မှာအဲ့တော့ဒီကောင်လေးတွေပြန်နိုင်မှုအတွက်သူတို့ကစွန့်ရည်များများလိုတဲ့အတွက်ကြောင့်မို့သူတို့ရဲ့ဒီဒါလေးက cross ဒီလိုလေးဖြတ်လိုက်တာဒီကောင်လေးကိုဒီလိုလေးဖြတ်လိုက်ပြီဆိုရင်ဒီခြေတို့ကဒီလိုလေးမြည်ရမှာအဲ့တော့သူ့ရဲ့ဒါလေးတွေကသူ့ရဲ့ muscles လေးတွေအဲ့တော့ဒီ muscle fiber လေးတွေထဲမှာ muscle လေးတွေဖြစ်ဖို့ muscle fiber လေးတွေအများကြီးပေါင်းထားရလေအဲ့တော့အဲ့ဒီ မာဆယ်ဖိုင်ဘာလေးတွေထဲမှာဘာကြီးရှိနေမှာလဲဆိုတော့မိုက်တိုကိုန်ဒရီးယားတွေအများကြီးရှိပါအဲ့လိုအများကြီးရှိမှာ energy တွေအများကြီးရှိပြမယ် energy တွေအများကြီးရတဲ့အတွက်ကြောင့်မို့သူကတောင်ပန်လေးတွေကိုသုံးပြီးတော့မှအဲ့ဒီ energy တွေသုံးလိုက်ပြောပြနိုင်မယ်တဲ့အဲ့တော့ဒီမိုက်တိုကိုန်ဒရီးယား provide တဲ့ energy တွေဒီရဲ့ muscles တွေအတွက် energy တွေကိုလုတ်ပေးမယ်အဲ့တော့ဒီရဲ့ muscles တွေရဲ့ energy တွေသုံးပြီးတော့မှဘာလုပ်နိုင်မှာလဲဆိုတော့ပြန်တဲ့ချိန်မှာဒီကြွတ်တာတွေကျုံတာတွေဆက်နိုင်တာတွေလုပ်နိုင်မယ်တဲ့နောက်တစ်ခုကကြတော့ liver cells cells teacher တို့အတဲဆဲအဲ့ဒီအတဲမှာရှိတဲ့ cells တွေဒီဟာလဲ metabolism တွေအများကြီးလုပ်ရတာအဲ့တော့အများကြီးလုပ်ရတဲ့အတွက်ကြောင့်မို့တို့က energy တွေအများကြီးလိုတယ်အဲ့အကြောင်းမို့တို့မှာဆိုရင်လဲ mitochondria တွေအများကြီးရှိမယ်တဲ့နောက်တော့ small intestine ရဲ့ဥဒိန်လေးမှာအဲ့တော့ဥလေးမှာဥမှာဆိုရင်ရဲ့ဒီဥရဲ့အပေါ်ရဲ့ epithelial cells လေးတွေကကြာတော့မလုပ်လဲဆိုတော့တို့အလုပ်ကကြာတော့ဒီ glucose တွေကိုစုပ်လိုက်တယ်အဲ့တော့ဒီချေတို့အစာရင်ကနေပြီးတော့မှာအစာချိဖြတ်ထားတဲ့ ဟာတွေကအိုရွေးလာမှာအဲ့တော့အိုအိုရောက်လာပြီဆိုရင်ဒီ small intestine ရဲ့အပေါ်ရမှာရှိတဲ့ cells တွေကအဲ့ဒီခြေထားတဲ့တဲ့က glucose တွေကသူကစုံလိုက်မှာ membrane လေးကို lipid membrane လေးတွေကိုဖြတ်ပြီးတော့မှ မဝင်နိုင်တဲ့တခြား molecules တွေကိုအကြတော့ဗာနဲ့လုံးမှာလဲဆိုတော့ active transport လုံးမှာအဲ့တော့ဒီ cell လေးတွေကိုရောက်ဖို့အတွက်သူက active transport သုံးပြီးတော့မှ cell လေးတွေတဲ့ ထဲမှာအဲ့တော့ active transport လုပ်မယ်ဆိုရင်ဘာလိုအပ်လဲတကယ်တော့တင်ခဲ့တဲ့ passive transport active transport လို့ပြောခဲ့တယ် active transport ကဘာလိုအပ်တဲ့ transport လဲ energy လို့เออ energy low wide transport အဲ့တော့အဲ့ဒါက energy တုံးရတော့မှာ energy တုံးရတော့မှာဆိုတော့ခါကြတော့သူကဘာလုပ်ဖို့လိုအပ်လဲဆိုတော့ခါကြတော့ energy ရဖို့လိုအပ်တယ်အဲအဲ့လို sales လေးတွေကကြတော့ energy ရှိမှဒီ sales လေးတွေကိုသူ့ရဲ့ molecules လေးတွေကို transport လုပ်နိုင်မှာအဲ့ဒါကြောင့်မို့အဲ့လိုမျိုး cell တွေမှာဆိုရင်လည်းတဲ့ mitochondria တွေအများကြီးပါတယ်အဲ့တော့ mitochondria တွေအများကြီးရှိနေမှာ energy တွေရမယ် energy ရမှာဒီရဲ့ active transport လည်းလုပ်နိုင်မှာဟုတ်တယ်နော်အဲ့ဒါကြောင့်မို့ဒါလေးက mitochondria တွေကဘယ်လို cells တွေမှာအများကြီးရှိလဲဆိုတာကိုဥပမာလေးပေးထားတာအဲ့တော့ဒီအကောင်လေးတွေမှာဆိုရင်လည်းအလုတ်အရန်လုံရတဲ့ဒီရဲ့ muscle fiber လေးတွေမှာဆိုရင် ဒီမိုက်တိုကိုနီးယားထဲမှာမိုက်တိုကိုနီးယားတွေအများကြီးရှိမယ်ပြီးတော့ဒီချယ်ရိုးရဲ့အလုပ်တွေမက်တာဘိုလစ်စင်တွေအရန်လုံရတဲ့အထဲမှာရှိရဲ့ cells လေးတွေအဲ့တော့ဒီရဲ့ small intestine က cell လေးတွေဒီကောင်လေးတွေကဘာလို့လဲတခြားနေရာထဲသူတို့ကအလုပ်တွေပို့လို့ရတယ်အမှဆိုရင်လည်းဒီမှာဆိုရင်လည်း active transport ပေါ့နော်ဒီစားထားတဲ့ဟာတွေတည်းက low atomic molecules တွေကိုစုပ်ရတော့မှာစုပ်ဖို့အတွက် active transport ဆိုရင် energy လိုတယ်အဲ့ဒါမို့သူတို့မှဆိုရင် mitochondria အများ